မင်္ဂလာပါရှင်ဒီနေ့သင်ပေးမှာကတော့စတမရန်သင်္ချာအတွဲချက်ကစာမျက်နှာလေးစမ်းဟာပုံစံချက်တော့ဟုတ်ဘူးနော်အဲ့တော့ပုံစံချက်တော့မှာနှင်းနှစ်ပိုင်းတစ်ပိုင်းအပောင်းခွန်သုံးပိုင်းတစ်ပိုင်းဤတန်ဖိုးကိုတသမနှစ်နေရာအထိမှန်အောင်တွက်ပါအဲ့တော့ဒီတစ်ခါဆရာမတို့ကတသမနဲ့အဖြေထုတ်ပေးရပါမယ်အဲ့တော့နှစ်နှစ်ပိုင်းတစ်ပိုင်းအပေါင်းခွန်သုံးပိုင်းတစ်ပိုင်းညီမြချင်းဒီမှာရှိတဲ့ဂိမ်းပြည့်တွေပေါ့နော်ဒါတွေကိုအရင်ဆုံးပေါင်းလိုက်မယ်နှစ်အပေါင်းခွန်နှစ်အပေါင်းခွန်က ပြီးတော့မှနောက်ကအပိုင်းခင်ကိုတက်တက်ပေါင်းမယ်။နှစ်ပိုင်းတစ်ပိုင်းရယ်၊သုံးပိုင်းတစ်ပိုင်းရယ်ကိုပေါင်းမယ်။ပေါင်းတော့ဆက်မလို့ပိုင်းချင်ညိမယ်နော်။နှစ်3လီ6သုံးနှစ်လီ6ပိုင်းချင်ညိတယ်။ပြီးတော့အပေါ်မှာလည်းပိုင်းချင်ကိုဒီမှာသုံးနှစ်မြောက်ရင်ဒီမှာလည်းပဲအပိုင်းဝေကိုလည်းသုံးနှစ်မြောက်မယ်။ဒီမှာနှစ်နှစ်မြောက်လို့ရှိရင်ဒီမှာလည်းပဲနှစ်နှစ်မြောက်မယ်။အဲ့တော့ပေါင်းလိုက်တဲ့အခါမှာ900ရတယ်။အဲ့တော့9အပေါင်း6ပိုင်း9ပိုင်းဆိုပြီးတော့ရပြီ။ဟုတ်ပြီ6ပိုင်း9ပိုင်းဆိုတော့ဆက်မလို့က9ကို6နဲ့စားလိုက်တယ်။ ငါ့ကို6နဲ့စားတာဒီ3ညရတ္တမ8 3 3 3အဲ့ဒါဒီမှာ9ရဲ့3ညရတ္တမ8 3 3ရဲ့ပေါင်းလိုက်တာဒီ9ရတ္တမ8 3 3 3ဆိုပြီးတော့ရတယ်။အဲ့သူကရတ္တမ2နေရအထီလို့ပြောတာဖြစ်လို့ဇမ္မာရောကဒီမှာရတ္တမ2နေရ2နေရရာလူစိတ်ရဲ့အထီယူမယ်။အဲ့တော့ရတ္တမ2နေရအထီယူမှာဖြစ်တဲ့အတွက်ကြောင့်လို့နောက်ကတလုံးကိုကြည့်မယ်။ ဒီတက်ဒီကဂိမ်းဒီ9နဲ့9ရဲ့အချက်ဖြစ်နေမှာဆိုရင်ကျွန်တော်တက်ကိုတိုးလို့ရတယ်။အဲ့တော့ဒီမှာတော့တက်မတိုးတော့ဘဲနဲ့6တက်မှာ8 3ဆိုပြီးတော့တက်မှာ2နေရာအထိအမှန်ယူပါမယ်တဲ့။ဟုတ်ပြီနော်။နောက်တစ်ခုကပုံစံအတွက်၄မှာခွန်2ပိုင်း2ပိုင်းအနှုတ်ခွန်3ပိုင်း2ပိုင်း။အဲ့တော့ဒီမှာလည်းပဲကျွန်တော်တို့ကခွန်အနှုတ်ခွန်ဆိုပြီးတော့အပြည့်ဂိမ်းတွေတက်နှုတ်မယ်။ပြီးတော့မှဂျားထဲမှာအပေါင်းလက္ခဏာရှိတယ်။ဒါဒီ G5 မှာကလေးရလဲဆရာမတို့ပြောခဲ့ပြီးသားပါ။ ီးတော့မှနှစ်ပိုင်းတစ်ပိုင်းရယ်သုံးပိုင်းတစ်ပိုင်းရယ်ကိုနှုတ်မယ်။ဟုတ်ပြီနော်။ဓာတ်ထဲမှာအပိုင်းဒီအပေါင်းလက္ခဏာကဘယ်လိုရှိနေရလဲဆိုတာဆရာမတစ်ချက်ပြန်ပြောပြပါမယ်။အဲ့တော့ဒီကင်းကိုပြန်ကြည့်မယ်။ခွန်နှစ်ပိုင်းတစ်ပိုင်းအနုခွန်သုံးပိုင်းတစ်ပိုင်းဟုတ်ပြီ။အဲ့ခါကျတော့ဒီကင်းရဲ့ဖွဲ့စည်းပုံကိုဆရာမတို့ကကြည့်မယ်ဒီကင်းရဲ့ဖွဲ့စည်းပုံကဘာလဲဆိုရင်ခွန်အပေါင်းနှစ်ပိုင်းတစ်ပိုင်းဒီကင်းရဲ့ဖွဲ့စည်းပုံကလည်း ဖုန်းအပ်ပေါင်းနှစ်ပိုင်းတစ်ပိုင်းပဲဂျာထဲမှာဒီနှစ်ဖုန်းနှုတ်မှာဆင်မရောဟုတ်ပြီနော်အဲ့ခါကျတော့ခွန်အနှုတ်ခွန်ဆိုရင်ဆင်မရောနှုတ်လိုက်ခွန်အနှုတ်ခွန်ဒါဆိုရင်ဒီခွန်ရဲ့ဒီခွန်ရဲ့ပြီးတော့ဒီမှာလာတာကအပန်းအဲ့ဒါပြီးတော့မှပဲဒါက၃ပိုင်း၃ပိုင်းနော်အဲ့ဒါပြီးတော့မှပဲဆင်မရောကြီးနှစ်ပိုင်း၃ပိုင်းကနေပြီးတော့မှ၃ပိုင်း၃ပိုင်းကိုနှုတ်ဒီဂျာရဲ့လက္ခဏာဘယ်လိုလာတာလဲဆိုတော့ဒီလိုလာတယ်ဆိုတော့ဆင်မပြောပြချင်တာဟုတ်ပြီနော်အဲ့တော့ ဒီမှာလည်းပဲကလေးတော်တော်များများကအနှုတ်ဆိုပြီးတော့ရေးလာတယ်အဲ့ခါကျတော့အဖြေမှားသွားတယ်ပေါ့နော်ဒီအနှုတ်ဒီဘာကြောင့်လာတာလဲဆိုတော့ဒီကအပြည့်ကင်းရဲ့အပိုင်းကင်းရဲ့ဈာထဲမှာဒီအပေါင်းလက္ခဏာရှိဟုတ်ပြီနော်အပြည့်ကင်းနဲ့အပိုင်းကင်းနဲ့ဈာထဲမှာကအပေါင်းလက္ခဏာရှိတယ်ဒါကြောင့်မလို့7 7ပြီးတော့မှ plus အဲ့ဒါပြီးတော့မှပဲ bracket of 2 by 1 2 1 3ဆိုတာဖြစ်လာတယ် ရပြီလားအဲအကြောင်းမလို့ဒီမာရီလက္ခဏာအပေါင်းရှိရခြင်းအကြောင်းရင်းဖြစ်တယ်အဲခွန်အနောက်ခွန်ကတုံညာဖြစ်သွားပြီဒါပိုင်းချီနေပြီဆရာမတို့ခုနလိုပဲနှုတ်လိုက်တဲ့ခါမှာဒီ6ပိုင်းတစ်ပိုင်းရတယ်6ပိုင်းနှစ်ပိုင်းကိုစားလိုက်တဲ့ခါမှာဒီတုံညာတသမ166ရတယ်အဲတော့သူ့ကိုဆရာမတို့ကဒီနှစ်ခုပေါင်းလိုက်တော့တုံညာတသမ166ဒါကိုတသမ200အထိအမှန်ယူတဲ့အခါမှာဒီ200အထိယူရင်300မြောက်ကိုကြည့်မယ် ကြည့်ပြီးတော့မှသူက9ရယ်9နဲ့အထက်ဆိုရင်ရှေ့ကိုတက်တိုးလိုက်တာဆရာမတို့ကနီးရယူလိုက်တာပေါ့နော်အဲ့တော့နီးရယူတဲ့အခါမှာကပုံရတဲ့တမကြိတ်ခွန်ဆိုပြီးတော့တမနဲ့နေရာချီအမန်းဆိုပြီးရသွားတယ်ဟုတ်ပြီနော်နောက်တစ်ခုကပုံစံတွက်ကငါ1.2 into 1.3 e tempo ကိုသတ္တမ300အချီမှန်အောင်တွက်ပါဒီတစ်ခါမြောက်မယ် ဝမ်မိုင်ကျူးနဲ့ဝမ်မိုင်ဒရီနဲ့ပိုင်းကိန်းနှစ်ဖို့မြောက်တဲ့အခါမှာဖိုင်းဝေချင်းချင်းမြောက်ပိုင်းချေချင်းချင်းမြောက်တယ်အဲ့တော့တစ်တလီက1နဲ့3လီက6ဒါဆိုရင်6ပိုင်းတစ်ပိုင်းကိုဆရာမတို့စားလိုက်တယ်တစ်ကို6နဲ့စားဆရာမစားမပြတော့ပါဘူးတုံညာတက်မှာ1 6 6 6ဆိုလို့ရတယ်။အဲဆိုရင်သူက300အထိလို့ပြောတာဖြစ်လို့300ကိုကြည့်လိုက်1နဲ့3ဒါကိုဆင်မတော့ယူရမယ်။ တဲ့6 6ထိယူရမယ်။ဒါဆိုနောက်ကိန်းကိုချက်ကြည့်မယ်။နောက်ကိန်းက6ဖြစ်တဲ့အတွက်ကြောင့်မလို့6က9ထက်ကြီးတယ်။အားကြောင့်မလို့ရှိကိုနီးရယူလို့ရတာဆင်မလို့ပါနော်။9ထက်များနေလို့ခက်မဲယူလိုက်တဲ့သဘောပါ။ဒါကြောင့်မလို့3ညတတမ16ခွန်းဆိုပြီးတော့မှတတမ3ညအမှန်ရသွားတယ်။နောက်တစ်ခုကပုံစံတွဲ6။နှစ်ပိုင်းတစ်ပိုင်းအစား3ပိုင်းတစ်ပိုင်းဤတန်ဖိုးကိုတတမ3ညအထိမှန်အောင်ယူတွက်ပါတဲ့။ဟုတ်ပြီ။ နှစ်ပိုင်းတစ်ပိုင်းအစာသုံးပိုင်းတစ်ပိုင်းဆိုပြီးရေးလိုက်ပြီးနောက်ကအစာကိုကျွန်တော်အမြောက်ပြောင်းမယ်တင်နောက်ကစားကိန်းကိုပြောင်းပြန်လည်မယ်ဟုတ်ပြီနော်ရောင်းပြန်လည်လိုက်တဲ့ခါမှာပိုင်းဝေရ3ပိုင်းချေရ2ဒါပိုင်းဝေရချင်းချင်းမြောက်ပိုင်းချေချင်းချင်းမြောက်နှစ်ပိုင်း3ပိုင်းအဲ့တော့3ကိုနှစ်နဲ့စားလိုက်တော့တိတသမ5သူကလည်းတနေရာအထိပဲယူပါလို့ပြောလို့ဆံပါတနေရာအထိပဲယူထားတယ်တိတသမ5 ဟုတ်ပြီအပိုင်းဂိမ်းများအားလုံးဒီပြန်ထက်တသမဂိမ်းများဖြစ်ကြပါသည်တဲ့အပိုင်းဂိမ်းနေရာမဖြစ်လဲဆိုတော့ပြန်ထက်တသမဂိမ်းများဖြစ်ကြပါတယ်တဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့လက်ချက်ခံကိုတွားရအောင်အောက်ပါတသမဂိမ်းများကို နေရာလိုက်တန်ဖိုးများတုံး၍အကျယ်ဖြန့်ထားသော ပုံစံဖြစ်ရှိပါတသမဂိမ်းတွေကို နေရာလိုက်တန်ဖိုးတုံးပြီးတော့မှအကျယ်ဖြန့်ပေးပါမယ်တဲ့ရှေ့ကဥပမာမှာလုပ်ပြီးသားဟုတ်ပြီတက်ကကြီးကနှစ် အဲ့တော့နှစ်ကခုနေရာမှာရှိတာဆိုတော့ကျွန်တော်တို့ကနှစ်ရမြောက်တည်လို့ရေးမယ်။ဟုတ်ပြီနော်။ပြီးတော့အပောင်း၃ရဒီဆယ်လီစိတ်နေရာမှာရှိတယ်။အဲ့ခါကျတော့၃ရအမြောက်10ပိုင်း2ပိုင်းဟုတ်ပြီနော်။ပြီးတော့အပောင်းနောက်တစ်ခုကကျတော့6 6ကကျတော့ခု10ရလီအော် sorry ရလီစိတ်နေရာမှာရှိလို့100ပိုင်း2ပိုင်းသူက100ပုံပုံ2ပုံ100ပုံပုံရင်6ပုံနော်။ အဲ့ရနောက်တစ်ခုကကြတော့တအမြောက်တစ်ချောင်းပိုင်းတစ်ပိုင်းဆိုပြီးတော့ဒီလိုပဲဖြန့်ပေးရမှာအခြေဖြန့်တဲ့ပုံစံကနောက်တစ်ခုကခါဝေး80တသမ3 3.5သူ့ဖြန့်မယ်ခု10အဲ့တော့10ဆိုတာက10နေရာမှာရှိရဲ့ဆိုတော့10နဲ့မြောက်3ညဒီခုနေရာမှာရှိတော့10နဲ့မြောက်အဲ့တော့3ဒီ ဆယ်စိတ်ပိုင်းပေါ့နော်ဆယ်စိတ်ပိုင်းဆိုတော့30နဲ့ဒီ30ပိုင်းတစ်ပိုင်းနဲ့မြောက်မယ်30ပိုင်းတစ်ပိုင်းနဲ့မြောက်တယ်ဆိုတာက3ညရတမ1နဲ့မြောက်တာနဲ့အတူတူပဲဟုတ်ပြီလား100ပိုင်းတစ်ပိုင်းနဲ့မြောက်တယ်ဆိုတာကလည်း3ညရတမ3ည1နဲ့မြောက်တာနဲ့ဒီဘက်က3ညရတမ3ည3ည1နဲ့မြောက်တာနဲ့အတူတူပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆယ်လီစိတ်နေရာမှာရှိတာကို30ပိုင်းတစ်ပိုင်းနဲ့မြောက်မယ်။ယာလီစိတ်နေရာမှာရှိရဲ့3ညကို100ပိုင်းတစ်ပိုင်းနဲ့မြောက်မယ်။ ထောင်လီစိတ်နေရာမှာရှိတဲ့ငားကိုတစ်ထောင်ပိုင်းတစ်ပိုင်းနဲ့မြောက်မယ်ဒါတွေကလက္ခဏာအပေါင်းနော်ဟုတ်ပြီဒါဆိုရင်ရှင်းသွားပြီနေမှာပါ10 10နေရာမှာရှိရ10နဲ့မြောက်ခုနေရာမှာရှိရ10နဲ့မြောက်10စိတ်ပိုင်းဒီ10လီစိတ်နေရာမှာရှိရင်10ပိုင်းတစ်ပိုင်းရာလီစိတ်က100ပိုင်းတစ်ပိုင်းထောင်လီစိတ်က1000ပိုင်းတစ်ပိုင်းဆိုပြီးတော့မြောက်လဲဈာတဲ့ကလက္ခဏာတွေအကုန်လုံးကပေါင်းဟုတ်ပြီနော်ဒီတော့ကငယ်ရေးမယ်3ညာတသမ3ညာ3ညာ6နဲ့ တုံညကိုဖြတ်မယ်တုံညအမြောက်တက်အပောင်းဒီကတုံညကတုံညအမြောက်30ပိုင်းတစ်ပိုင်းအပောင်းနောက်ကတုံညကတုံညအမြောက်100ပိုင်းတစ်ပိုင်းအပောင်း6ကကြတော့6အမြောက်တစ်ချောင်းပိုင်းတစ်ပိုင်းအပောင်းနှစ်ကိုလုံးမယ်နှစ်အမြောက်သူကတစ်တောင်းပိုင်းတစ်ပိုင်း90ရာထောင်တောင်းတစ်တောင်းပိုင်းတစ်ပိုင်း ခါကြီးက43တသက်မှာ967ငါဟောပြီဖြစ်မယ်၄က၄အမြောက်30အပေါင်း3 3အမြောက်7အပေါင်း9က9အမြောက်30ပိုင်း10ပိုင်းဆယ်ဒီစိတ်နေရနော်6က6အမြောက်100ပိုင်း10ပိုင်းဇာတ်ရလက္ခဏာကအပေါင်း7အမြောက်1000ပိုင်း10ပိုင်း ီတော့မှအပေါင်းငါအမြောက်တထောင်ပိုင်းတစ်ပိုင်းဆိုပြီးရအောင်အဘိကျောင်းနံပါတ်2ကကြတော့အောက်ပါဒသမကိန်းများကိုအပိုင်းကိန်းများအဖြစ်ဖြင့်ရေးပါမယ်။အဲ့တော့သူ့ကိုဆမရောအပိုင်းကိန်းအဖြစ်ဖြင့်ရေးပါမယ်။အဲ့တော့ဒီဟာကအပိုင်းကိန်းရေးခိုင်းတာအပေါ်မှာအကျယ်ဖြန့်ခိုင်းတာဒါမျိုးလေးသတိထားရမယ်နော်။ဒါကကြတော့ဒသမကိန်းဤအဖြစ်ပြန်ရေးခိုင်းတာ။ဟုတ်ပြီလား။ အဲ့တော့3ညတသမခွန်လို့ပြီးထားတယ်။အဲ့သူ့အပိုင်းကင်းရဖြစ်ပြောင်းမယ်ဆိုလို့ရှိရင်သူကတသမအမှတ်တနေရဆိုတော့ဆံမတော့30ဆိုပြီးမှပိုင်းချီယူမယ်။အဲ့ဒါပြီးတော့ခွန်30ပိုင်းခုနှစ်ပိုင်း30ကိုဒီခွန်ကို30နဲ့ဆိုင်းရင်3ညတသမခွန်ရမယ်။နောက်တစ်ခုကခခွေရကြတော့3ညတသမ8တက်။အဲ့တော့10လီစိတ်100လီစိတ်ဆိုရင်100နဲ့ဆိုင်း။အဲ့တော့80တက်ကို100နဲ့ဆိုင်း။ဒါ3ညတသမ8တက် ကားငယ်က9ဒသမ36ဒါဆိုရင်ရှေ့မှာရှိတဲ့အဖြစ်ကင်းကိုဆမဒါကဥပမာမှာလေ့လာခဲ့ပြီးပြီနော်အဖြစ်ကင်းကိုဒီကရှေ့မှာထားမယ်36ဆိုတော့ဒီမှာဆယ်လီစိတ်ယာလီစိတ်ဆိုတော့ဆမတော့100နဲ့စားမယ်36ကို100နဲ့စားလို့မရအောင်ရှေ့က300ကိုဆမတော့ဖြုတ်လိုက်မယ်6ကို100နဲ့စားဟုတ်ပြီနော်အဲ့တော့9တရာပိုင်း6ပိုင်းဆိုပြီးတော့ရသွားပြီနောက်တစ်ခုကဘာကြီးမှာ ตัวเนี้ยสอรี่เสร็จแล้วแต่มาโกนเนี่ยแล้วเชียร์เสร็จแล้วก็สมรู้เชียร์ทำเองตัวก็อภิเษกอีกสุดแล้วถ้าก้าจ้ารอเซลิเซียลิเซียสุดแล้วแต่ยานเนี่ยสามเองปีรามาไปวิ่งก็โกนเนี่ยแต่ยาไปโกนเนี่ยนับไปงางางก้าจ้ารอตัวเนี้ยแต่มาเชียร์เด็กโกนแล้วสุดแล้วเซลิเซียลิเซียทำลิเซียสุดแล้วแต่ทำเนี่ยสามเองเชียร์แต่เซเนี่ยโกนแต่ทำเนี่ยสาม တတမ300ပြန်ဖြစ်တော့ဒီဘက်ကိုပြန်ရတယ်။နောက်တော့စလော6တတမ3332အဲ့တော့6ကိုရှေ့ရထားဆယ်လီစိတ်ရာလီစိတ်ထောင်လီစိတ်တောင်းလီစိတ်ဆိုတော့တတောင်းနဲ့စာပြရဒီမှာက332ရှေ့ရ3ညောက်ထည့်ပြီးတော့ရေးစရာမလိုတော့ဘူးအဲ့တော့6တတောင်းပိုင်း332ပိုင်းပါနော်300နဲ့2ပိုင်းဆိုပြီးတော့ရှိမယ်။ အမှတ်သုံးရကြတော့အောက်ပါတို့ကိုတသမကိန်းများဖြစ်ရေးပြပါတသမကိန်းနေပြောင်းမယ်အဲ့တော့ဒီမှာပိုင်းခြေလေးဒီတထောင်လေးစီပဲပေးထားတယ်တထောင်ရဲ့သထောင်ရဲ့ဆိုတော့ကျွန်တော်တို့ဒီသူ့အတိုင်းပဲတသမအမှတ်ကလေးကိုဖြတ်လိုက်ရုံပဲဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ကကြီးမှာတထောင်ပိုင်း၅ပိုင်းတထောင်ပုံပုံရင်၅ပုံဆိုတော့ဒသမဒီ၃နေရာဖြစ်လိုက်အောင်မယ်၃ညဒသမ၃ည၃ည၅ဆိုပြီးဖြစ်လိုက်အောင်မယ်ရပြီနော်ခဝေးမှာကသူပေးထားတဲ့ တချောင်းပိုင်း88ပိုင်းဒါဆိုရင်တို့ကိုလည်းဆရာမတို့ကဒသမအမှတ်300ဖြစ်မယ်88ကိုဆရာမတို့ဒသမအမှတ်300ဖြစ်မယ်ဆိုတော့ကျင့်နဲ့3ဆိုပြီးတော့ဖြတ်မယ်3ညဒသမ3ညခွန်8နောက်တစ်ခုကဂငယ်တချောင်းပိုင်း 226နဲ့အဲ့တော့တို့လည်းဆရာမတို့သမအမှတ်300ဖြစ်မယ်226ဆိုတော့1နဲ့3သတမအမှတ်ဖြစ်3ညစားလိုက်တဲ့အခါမှာ3ညသတမ2နဲ့6ဆိုပြီးရမယ်ကဟာကြီးက4 3 6 9တထဟုတ်ပြီတို့ဆရာမတို့သမအမှတ် 300နေရာဖြစ်မယ်300နေရာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့4 3 6 9ကိုနောက်ကနေရှိမယ်10 3ဆိုတော့4တသက်မှာ3 6 9ငါ၄နဲ့၃၆တဲ့ပိုင်းခြေက90ရာထောင်တန်းတောင်းဆိုဆရာမတို့က၄နဲ့၃၄၄နေရာဖြတ်မယ်တောင်းလီစိတ်ပေါ့နော်ဆယ်လီစိတ်ရာလီစိတ်ထောင်လီစိတ်တောင်းလီစိတ်ထိဖြတ်မယ်ဆိုတော့၄နေရာထိဖြတ်ပါမယ် ၃ည၄လုံးဆိုရင်၄နေရာထိဖြတ်မယ်၃ည၃လုံးဆိုရင်၃နေရာထိဖြတ်မယ်အဲ့လိုမျိုးလေးမှတ်ထားလို့ရတယ်။ဒါဆိုရင်ဆရာမရေးလိုက်ပြီး၄နဲ့၃ည၆ထိတက်ကိုဆရာမတို့၁နဲ့၃လေး၄နေရာထိဖြတ်မှာဆိုတော့၄တက်တက်မှာနဲ့၃ည၆တက်ဆိုပြီးတော့ရပါမယ်။နောက်တစ်ခုကစလုံး၅၃ည၆ကို D 1000နဲ့စာဒါကိုလည်းပဲဆရာမတို့ကတက်တက်မှတ်အမှတ်၁နဲ့၃လေး၄နေရာဖြတ်မယ်။ ကျင်းနဲ့3 4ဒါလေးနေရာဖြစ်လိုက်ပြီဆို3ညာတက်မှာ3ညာ5 3ညာ6စာလင်က67ခု10ရာထောင်တောင်ဟုတ်ပြီတောင်နဲ့စားတာဆိုတော့တက်မှာအမှတ်4နေရာဖြစ်မယ်67ကိုတက်မှာအမှတ်4နေရာဖြစ်မယ်7နဲ့3 4တက်မှာပြီးမှ3ညာ3ညာတက်မှာ3ညာ3ညာ6 7ဇာခွဲ လေးဦးတီ90ရာထောင်တောင်းလေးနဲ့ဖြစ်မယ်ခေနဲ့သုံးလေးတသမပြီးမှ3ည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 4ဆိုပြီးတော့ရပါမယ် ။လက်မှတ်၄ရကြတော့25ပိုင်း7ပိုင်းနဲ့125ပိုင်း6ပိုင်းတို့ကိုဒသမကီးများအဖြစ်ရေးပြပါတဲ့။အဲ့တော့ဒါလေးတွေကဒါမေးလို့လည်းကောင်းတယ်ပေါ့နော်။ဇာမေးပွဲတွေမှာပါတက်တဲ့ပုံစံမျိုးစားလေးပါ။25ပိုင်း7ပိုင်းနဲ့125ပိုင်း6ပိုင်းကိုဒသမကီးအဖြစ်ပြောင်းပါတယ်။ဒါဆိုရင်ဆရာမတို့ဒါတွေကိုဒသမကီးပြောင်းခဲ့တော့ကလွယ်လွယ်လေးပြောင်းခဲ့တာ။တတိယထောင်ပေးနဲ့စားထားလို့ရှိရင်ဒါ၃နေရာဖြစ်တာမျိုး၁000နဲ့ဆိုင်၄နေရာဖြစ်တာမျိုးဒီလိုမျိုးလုပ်ခဲ့တာဆိုတော့ဆရာမတို့ဒီမှာလည်းပဲ၁00လေး၁000လေးပေါ်မှာအခြေခံပြီးတွက်လိုက်လို့ရှိရင် မြန်နေဆိုတော့ရှေ့ကဥပမာဒီမှာကျွန်တော်တို့တွက်ခဲ့ပြီးသားအဲ့တော့အဲ့ဒီနည်းရဲ့အတိုင်းသွားပါမယ်ဟုတ်ပြီ25ဘိုင်း17ဘိုင်းကျွန်တော်တို့သူ့ကို25ကိုလေတရားပြောင်းမလားတထောင်ပြောင်းမလားစဉ်းစားကြည့်တော့လွယ်လွယ်လေးပြောင်းလို့ရတာကတော့တရားပြောင်းမလို့ရတယ်25ဘိုင်းဒီ25မြောက်လေးတရားဒါဆိုရင်17ကိုလည်းလေးနဲ့မြောက်မယ်ဟုတ်ပြီနော်ဒါဆိုရတာက100ဒါကကျတော့17444 ဟုတ်ပြီအဲ့တော့44ကိုတရားနဲ့စားတယ်3ညနှလုံးဆိုတော့တမနနေရဖြစ်မယ်ရာလီစိတ်နေရအထီပေါ့နော်အဲ့ဒီခါကျတော့3ညတတမ44ဆယ်လီစိတ်ရာလီစိတ်တထောင်နဲ့စားတာဆိုတော့ရာလီစိတ်အထီဖြစ်ဟုတ်ပြီနောက်တစ်ခုက125 125ဆိုရင်ဆယ်မလို့ကဘလို့လုံရင်လွယ်တယ်လေ125ကို၈နဲ့မြောက်တာကတထောင်ဒါတော့ဆယ်မလို့က125ကို၈နဲ့မြောက်ပိုင်းချီကို၈နဲ့မြောက်ပိုင်းဝေကိုလည်း၈နဲ့မြောက် အဲ့တော့125မြောက်ရှိက90ရာထောင်6648ဒါဆိုရင်48ကိုဆံမလို့တက်မှအမယ်3နေရာဖြစ်မယ်48ကို3နေရာဖြစ်မှာဖြစ်လို့3ညတက်မှာ3ည48နောက်တစ်ခုကနံပါတ်5ကအဘွားရီတန်ဖိုးများကိုတသက်မှ2နေရာအထိမှန်အောင်တွက်ပါ2နေရာအထိပဲတွက်ခိုင်းတာနော်ဆယ်လီစိတ်ရလီစိတ်ထိပဲတွက်ခိုင်းတာဒါဆိုရင်ဆယ်မလို့ထောင်လီစိတ်ထိတွက်ပြီးမှစဉ်းစားမယ် တခါကြရင်ရာလီစိတ်နေရာနဲ့ပြက်သွားတာမျိုးဆိုရင်တော့အဲ့နေရာမှာပဲကျွန်တော်ထပ်ပြီးစဉ်းစားကြရမလို့တော့ပေါ့နော်ဒီတော့တွေ့ကြည့်အောင်နောက်ပြီးငါးကကြီးမှာတစ်နှစ်ပိုင်းတစ်ပိုင်းအပေါင်းငါးပိုင်းသုံးပိုင်းအဲ့တော့တစ်ကိုဆံမလို့ရှေ့ရတစ်ကိုဆံမဖယ်လိုက်တော့ပြီးတော့အပိုင်းကိန်းနဲ့ဒီကကိန်းပြင်းနဲ့ကြားထဲမှာပေါ့နော်အဖြစ်ကိန်းနဲ့ကြားထဲမှာအပေါင်းရှိတယ်ဆိုတော့ခုနကလည်းပြောပြီးသားဒီတော့ဒီလိုလာမယ်ဟုတ်ပြီတော့ဆံမလို့ဆက်ပြီးရှင်းမယ်ပိုင်းကိန်းကိုပိုင်းချင်းကြီးတော့9.40ဆံမတစ်ခါလေးယူလိုက်တော့မယ် ဒီအဆက်မှာကလေးတို့အဲ့လောက်ထိပြောပြစရာမလိုဘူးလို့ဆရာမယူဆပါတယ်။အဲ့တော့1ကို9နဲ့မြောက်တော့30 1ကို9နဲ့မြောက်တော့9 3ကို2နဲ့မြောက်3နဲ့4 6တော့10ဒီမှာက10ဘိုင်း70ဘိုင်းပေါင်းလိုက်တဲ့အခါကျတော့1 plus ဒါကကျတော့ဒီမှာအပေါ်ကကင်းရ ကြီးနေတယ်ပေါ့နော်ကြီးနေတဲ့အတွက်ကြောင့်ကင်းရောင်ဖြစ်လို့အပိုင်းကင်းရောင်ဖြစ်လို့သူ့ကိုဆရာမတို့ကအပိုင်းကင်းရောအဖြစ်ပြောင်းမယ်အဲ့တော့10တက်လီ10 10 10ပိုင်းတစ်ပိုင်းဆိုပြီးတော့ရတယ်ဒီမှာရှိနေတဲ့ကင်းပြည့်တွေချင်းချင်းပေါင်းမယ်ပေါ့နော်အဲ့တော့တည့်ရဲ့ပေါင်းတော့နှစ်30ပိုင်းတစ်ပိုင်းဆိုပြီးတော့ရတယ်။အဲ့တော့ဆရာမတို့ဒီမှာထုံးမဲ့အဖြေကသူကဒသမကိန်းနေရာဒသမကိန်းအဖြစ်သူကရှာခိုင်းထားတာဖြစ်လို့နှစ်ကကြတော့ နှစ်တသက်မှဆိုပြီးတော့ယူလိုက်မယ်။နောက်က30ပိုင်းတစ်ပိုင်းကဒီတက်ကို30နဲ့စားတာဒီတသက်မှတနည်းအားဖြင့်မယ်နှစ်တသက်မှကျဲ့။အဲ့တော့တသက်မှနည်းနည်းရအချီလို့ပြောထားတာဖြစ်လို့ဆင်မတော့ဒီနောက်မှာ၃ညထည့်ပြီးတော့မှဒီလိုယူလိုက်ရင်လည်းရတယ်။သူကနှစ်နည်းအချီပြောထားလို့တသက်မှနည်းနည်းရအချီမှန်အောင်တွက်ပေးမှာ။သူကတော့နှစ်တသက်မှ1ဆိုပါပဲ။ရမှာဖြေရတော့ဟုတ်ပြီနော်။သူကနည်းနည်းအချီပြောလို့၃ညထည့်ရင်လည်းရတယ်။ဒါတော့ကြောင်ကဆရာမကပြောတဲ့အတိုင်းလုပ်လိုက်ပါ။ခမေးက 5ပိုင်းတစ်ပိုင်းအပေါင်း6ပိုင်း5ပိုင်းဟုတ်ပြီကျွန်တော်တော့ပေါင်းမယ်ပိုင်းချင်ညီမယ်ပိုင်းချင်ရတော့56 30 30ပဲရမှာဖြစ်လို့30ဆိုမှကျွန်တော်တစ်ခါလေးယူလိုက်မယ်အဲ့တော့9ကိုကျွန်တော်က6နဲ့မြောက်တာ6ကို9နဲ့မြောက်တာအဲ့ခါကျတော့အပိုင်းဝေကိုလည်းမြောက်မယ်6တလီ6ဒါကတော့ကျတော့65 30အော် sorry ၅၅လီ၂၀နဲ့၅အဲ့တော့အဲ့နှစ်ခုပေါင်းမယ်၃၀ 25ပေါင်း6က30နဲ့1အဲ31ကို30နဲ့စာတလီဝင်လို့ရတယ်ဟုတ်ပြီနော်30တလီ30တစ်ကျင်ဒါ30အဲတော့တစ်30ပိုင်းတစ်ပိုင်းအဲ့တော့ကျွန်တော်ဒီမှာရှိတဲ့ဒီတစ်ကတော့အဖြစ်ကိန်းနေရာမှာယူမယ်တစ်တသက်မှဆိုပြီးတော့လာမယ်နောက်က30ပိုင်းတစ်ပိုင်းကိုတစ်ကိုဆက်မလို့30နဲ့စာကြည့်မယ်အလီဝင်လို့မရအောင်30 3ည4 3ည7ကျင်းနောက်တဲ့နောက်တော့ ဒီမှာတစ်ကြံပြီးပြီဆိုရင်ဆင်မတော့ကတတမထုံတုံညချွဲပဲအဲ့ဒါဆိုရင်လည်းအလီယာဝင်လို့မရတော့မလမရသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တုံညလီတုံည30ဟုတ်ပြီနော်အဲ့ဒါပြီးတဲ့ခါမှာဒီတုံညဆွဲအဲ့တော့ဒီမှာဆက်မတော့တတမတုံညတုံညတုံညဆွဲပြီးတော့ကလေးတို့ဒီ G5 မှာတင်ခဲ့တဲ့အတိုင်းတွက်လို့ရတယ်အဲ့တော့30 3လီ60ကျန်တာက30ဟုတ်ပြီနော် အဲ့ပြီးတော့ဆမတို့တုံညာထက်ဆွဲတုံညာထက်ဆွဲပြီးတော့33နေ90တက်ဆယ်တုံညာထက်ဆွဲ33နေ90ဒီလိုပဲဆက်သွားတော့မှာအဲ့ခါကျတော့ဆမတို့ကဒီဒီမှာပေါ့နော်နည်းနည်းရ3နေရလောက်ထိကိုဒီမှာယူထားလိုက်မယ်တုံညာတက်တက်မှာ တဲ့တဲ့မှာ333ဆိုပြီးအဲ့တော့တဲ့တဲ့မှာ333ဘယ်လိုရတာလဲအဲ့တော့ဆရာမကဒီမှာတက်အပောင်းဒီမှာလက္ခဏာအပောင်းရှိရေ30ကိုအတက်ကို30နဲ့စားလိုက်တာက3ညတဲ့တမ333အဲ့တော့ပေါင်းလိုက်တာတစ်ခါလဲပေါင်းလိုက်တာဒီအဆင့်ကတဲ့တဲ့တမ3ည33ဆိုပြီးရသွားတယ်ဟုတ်ပြီနော်အဲ့တော့သူကနှစ်ရပဲယူထားယူခိုင်းတာဖြစ်လို့တဲ့တဲ့တမ3ည3ဆိုပြီးတော့တဲ့တမနှစ်ရမှန်လို့ရေးလိုက်မယ် တတမနနေရမယ်အဲ့ဒါနော်နောက်တစ်ခုက5 minus bracket of 3 by 7 plus 4 by 5ဟုတ်ပြီဒီမှာ5ကိုစမရတိုင်းထားလိုက်မယ်နောက်ကဂိမ်းကိုပဲသူ့ကိုပေါင်းလိုက်မယ်ဟုတ်ပြီနော်သူ့ကိုပေါင်းမယ်ပေါင်းလို့ရတဲ့ဒီဂိမ်းနဲ့ဒီထဲကနေပြီးတော့လှုပ်လိုက်မယ်ဟုတ်ပြီလားအဲ့ခါကျတော့ဒီမှာပေါင်းဖို့ရန်အတွက်ဆိုရင်ဘိုင်းချင်ညီမယ် ပိုင်းခြေက9935 9935ဆိုတော့35ရမယ်လက္ခဏာအပေါင်း9လီက30နဲ့5အဲ့ခါကျတော့3ကို5နဲ့မြောက်တာ4ကို9နဲ့မြောက်တာအဲ့တော့3 5လီ35 9လီ28အဲ့တော့ဒီမှာ5အနုတ်ဟုတ်ပြီလားဒီနောက်ခုကိုပေါင်းမယ်ပေါင်းတဲ့ခါမှဒီ35ရဲ့28ရဲ့ပေါင်းလိုက်တော့43ပြီးတော့မှ35 အဲ့တော့ငားတဲ့ကနေပြီးတော့မှ35ပိုင်း43ပိုင်းကိုရှင်းဖို့လို့အတွက်ဆိုလို့ရှိရင်ပိုင်းချိန်တူမှရမယ်ပိုင်းကင်းရင်လုပ်ခွင့်ရအတွက်ဟုတ်ပြီနော်အဲ့ခါကျတော့သူ့ကိုရှင်းမလို့35နဲ့မြောက်မယ်သူ့ကိုလည်းပဲ35နဲ့မြောက်လိုက်မယ်အဲ့တော့ပိုင်းချိန်ကို35ထားပြီးဆမ်မဒီအဆင့်တော့ထည့်လိုက်မယ်နော်35ငား၄၁85ပြီးတော့မှ40နဲ့3 185ထဲက43နှုတ်လိုက်မယ်ဟုတ်ပြီနော်ပိုင်းချိန်35တစ်ခါလေးနှုတ်ပါမယ် 185လေးက43တော့132နဲ့အဲ့တော့သူကအပိုင်းကိန်းနဲ့အဖြေထုတ်စေချင်တာမဟုတ်ဘူးဒသမကိန်းနဲ့ထုတ်စေချင်တာမလို့ဆရာမတို့သူ့ကိုစားမယ်132ကို35နဲ့စားအဲ့တော့အနည်းဆုံးတော့3လီဝင်မယ်ပေါ့နော်135 3လီအဲ့မရရင်အပြင်မှာမြောက်ကြည့်မယ်35လီ35 9ရေးတက်မယ်33လီကို30 105အဲ့ခါကျတော့105ဟုတ်ပြီနော် အဲ့တော့နှုတ်လိုက်မယ်30တဲက9ကိုနော်30တဲက9ကိုနော်9ချန်9ရဲ့နေ့ရက်ခွန်3က2ဖြစ်ဆိုတော့ဒီမှာ20နဲ့ခွန်အဲ့တော့35ကနေပြီးတော့မှဇမောကြီးမှာအဲဘယ်နှလီဝင်လို့ရလဲစဉ်းစားကြည့်မယ်အဲ့တော့ဒီမှာကျွန်တော်တို့အတက်မထို3ညဆွဲမယ်35ဘယ်နှလီလောက်ဝင်လို့ရမလဲဆိုတော့9လီလောက်ဝင်ကြည့်မယ်9535 9ရေ3မဲ့9328 28အပေါင်း324 245တာက9လေးအဲ့တော့နှုတ်မယ်10တဲ့က9ကိုနှုတ်5ချင်းခွန်က6 6ထဲက4ကိုနှုတ်တော့2အဲ့တော့တော့3ညထက်ဆွဲအဲ့တော့250ဒါလည်းဆင်မတို့ဒီ250ဆိုတာကလည်းခုနှစ်လီပဲဝင်လို့ရမယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဆင်မတို့ခုနှစ်လီဝင်မယ်နေရ40နဲ့ငါတော့ဆက်ပြီးမရှင်းတော့ဘူးတသမာမှန်နေနေရလို့ပြောလို့ဒီမှာ3သသမာခွန်ခွန်ဆိုပြီးတော့ရေးလိုက်တော့ဟုတ်ပြီနော်နောက်တော့ဂါချီ ဟုတ်ပြီ25နော်ခုနပိုင်း22ပိုင်းအစား14ပိုင်း17ပိုင်းဆိုပြီးပေးထားတယ်။ဒီမှာဆမရိုစားပေးရမှာအဲ့တော့ဒီခွင်းကိုရင်ရှင်းမယ်။ခုနပိုင်း22ပိုင်းအစားကိုအမြောက်ပြောင်းလိုက်မယ်။ပြီးတဲ့အခါကျတော့အမြောက်ပြောင်းပြီးလို့ရှိရင်ပြောင်းပြန်လိုက်မယ်ပေါ့နော်။အဲ့တော့17ပိုင်း14ပိုင်းလန်ကိန်းနဲ့မြောက်ပေးတယ်။အဲ့တော့ဆမရိုမြောက်တဲ့အခါမှာဒီပိုင်းဝေချင်းချင်းမြောက်ပိုင်းချီချင်းချင်းမြောက်အဲ့တော့ဒီမှာအရင်ဆုံး အရှင်းဆုံးပုံစံပြောင်းလို့ရလားဆိုတော့ကြည့်မယ်ခွန်တလီခွန်ခွန်တလီ၁၄ပြောင်းလို့ရတယ်၁၇တလီ၁၇ညလီဆိုတော့ဒီမှာကျန်တာက၂ညလီကလီဟုတ်ပြီနော်အဲ့တော့25အမြောက် sorry 25အနုတ်လေးဆိုတော့27အဖြေကတော့27ရတယ်သူကတမအမှန်နှစ်နေရအမှန်လို့ပြောလို့ဒီလိုလေးထည့်ပေးလိုက်တမ3ည3ညအဲ့ဒီမှာခွင်းဆိုင်ဝင်ပိတ်လေးနဲ့တမနှစ်နေရအမှန်ဆိုပြီးတော့ဒီအပေါ်မှာလည်းပဲတမနှစ်နေရအမှန်ဆိုပြီးတော့မှရေးပေးမယ် ဟုတ်ပြီနောက်တစ်ခုကတဲ့အပေါင်းနှစ်ပိုင်းတစ်ပိုင်းအပေါင်း၄ပိုင်းတစ်ပိုင်းအပေါင်း၈ပိုင်းတစ်ပိုင်းအဲ့တော့ကျွန်တော်တို့ဒါကိုရှင်းဖို့လို့အတွက်ဆိုရင်ပိုင်းချီတူမှဖြစ်မယ်ပိုင်းချင်းကြီးဖို့ရန်အတွက်ဆိုရင်အကြီးဆုံးကိုစဉ်းစားလိုက်မယ်အကြီးဆုံးက၈ဆိုတော့၄ကိုလည်း၈ဖြစ်အောင်စဉ်းစားမယ်၂ကိုလည်း၈ဖြစ်အောင်ဒီမှာရှိတဲ့၁ကိုလည်း၈ဖြစ်အောင်စဉ်းစားမယ်ပိုင်းချီကတော့ဒီမှာ၁ရှိနေတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က၁ကိုဒီမှာရှိတဲ့၁ကိုတော့၈နဲ့မြောက်မယ်ဒီမှာရှိတဲ့၂ကိုက၄နဲ့မြောက်မယ်၄ကိုက၄နဲ့မြောက်မယ်၈ကတော့၁နဲ့ပဲမြောက်တာဆိုတော့ဒီအတိုင်းပဲဟုတ်ပြီနော် အဲ့တော့ပိုင်းချီယူလိုက်တော့မယ်၈အပေါ်မှာကပိုင်းဝင်ကိုလည်းမြောက်လိုက်တဲ့ခါမှာ၈အပေါင်း၄နဲ့၄၈ပိုင်းဝင်ကိုလည်းမြောက်တော့၄ဒါကလည်း၈နဲ့နဲ့မြောက်မှာဆိုတော့၄လေး၄၈၄တက်လီယာ၄အပေါင်းနောက်တစ်ခါ၁နဲ့မြောက်မယ်၈ပိုင်းဝင်ကလည်း၁ဟုတ်ပြီပိုင်းချီတူသွားပြီဆိုဆရာမတို့တစ်ခုတည်းယူမယ်၈ရဲ့၄ရဲ့၂ရဲ့၁ရဲ့ဒီမှာ၈ရဲ့ပေါင်း၄ရဲ့ပေါင်း၂ရဲ့ပေါင်း၁တိဆရာမတို့ဒီ G5 မှာရေးခဲ့ပြီးပြီဆိုတော့မလောက်တော့ဘူး ရှင်းရလေးရပေါင်းတော့7 73 14 15ဆိုပြီးရမယ်15ကိုရှင်းနေစားတော့ဆရာမတို့ဒီမှာအကြံနဲ့မှာစားမယ်15ကိုဒီရှင်းနေစား8 14 8ခွန်ကြံမယ်တမထိုးတုံညာဆွဲ8 8 64 6ကြံမယ်ဟုတ်ပြီလားတုံညာ6ခွန်လေး56 4ကြံမယ်တုံညာ8540 ဟုတ်ပြီနော်အဲ့တော့ဒီထိယူလိုက်မယ်ဆရာမတို့အတက်တက်မှာရှစ်ခွန်ကသူယူခိုင်းတာနည်းနည်းရဆိုတော့တင်းနှစ်ဒီထိယူမှာပေါ့အဲ့တော့နောက်ကကိယုံချီတော့တက်တိုးလို့ရတယ်ဆိုတော့တက်တက်မှာရှစ်ရှစ်ခွင်းစားဝင်ပိတ်နေခုနလိုပဲတက်မနည်းနည်းရမယ်ဆိုပြီးတော့ရှင်းပြလိုက်မယ်ရပြီနော်အဲ့ဆိုရင်ကလေးတို့ဒီထိကိုကလေးတို့ရှင်းသွားပြီလို့ထင်နေအဲ့တော့စာတွက်တဲ့ခါမှာတခုပြောချင်တာကဆရာမကဒီမှာညွှန်ပြချင်းတွေကိုဟိုရောက်ဒီရောက်ဖြစ်နေတယ်အဲ့လိုလည်းမဖြစ်စေဘဲနဲ့ ဒီမှာပုတ်စာကူးမယ်ညမြချင်းရေးမယ်ဒီဘက်မှာတွက်ပြီးဆိုရင်ဒီညမြချင်းလေးတွေကိုလည်းတက်အောင်ပေါ့နော်ဒီလိုအဆင့်လေးတွေဒီလိုလေးပဲသွားပေးပါဒီမှာတစ်ခါကျဒီဘက်မှာစာရွက်တွေပို့တာတဲ့အခါမှာအဲ့ဘက်မှာတွက်လိုက်တာမျိုးရှိရှိရဲ့အဲ့တော့တက်တက်ရဲ့ရဲ့ကလေးတွက်ပေးပါနော်ဒါဆိုရင်ဆမတော်ဒီလေဒီလက်ချက်ငန်းတို့တက်မှငါပြီးသွားပြီ။နောက်ရကြရင်ဆမျက်လာလေးဇက်ခွန်မှရှိရဲ့၃၀တက်မှ၆ကိုဆက်ပြီးတော့မှရှင်းပြပေးမှဖြစ်ပါတယ်။ခုလိုနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။